ားလုံးပဲမင်္ဂလာပါခင်ဗျာ My Little Kitchen အနေဖြင့်လည်းကြိုဆိုလိုက်ပါရစေဒီတစ်ခေါက်မှာတော့ကြသားချက်နီးပေါင်းများစွာရှိတဲ့ထဲမှာကြသားငပိချက်ချက်နီးလေးကိုမျှဝေပြီးတော့မှာဖြစ်ပါရခင်ဗျာကျွန်တော်ကတော့ဒီချက်ချက်ပေါင်နှချောင်းကိုသုံးပါတယ်ဒါချက်ပေါင်နှချောင်းကိုကျွန်တော်ရည်စေးတန်းစင်ပြီးတော့မှာလိုချင်တဲ့အနေထားရောက်အောင်ကျွန်တော်ခုထည့်ပိုင်းထားပေးလိုက်ပါမယ်ခင်ဗျာပြီးတော့ရင်တော့ကြသားနဲ့အတူတွဲချက်ဖို့ခန်းကျင်ဒီ6လုံးလောက်ကိုလည်းကျွန်တော်သုံးမှာဖြစ်ပါတယ် ခန်းချင်သီးလေးတွေကိုလည်းကျွန်တော်ရေးသေးချဆေးပြီးတော့မှဆက်နဲ့ကြိတ်ထားပေးမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကြက်သားလေးတွေကိုတုံထားပေးတဲ့အနေထားဖြစ်ပါတယ်အဲ့ဒီလူမျိုးတုံထားပေးပြီးတဲ့နောက်မှာတော့ကျွန်တော်ရတာနှက်ဖို့အတွက်စနွေးမုံအနေငယ်ထည့်ပါမယ်ခင်ဗျာပြီးတော့ရင်တော့ဆာလီအနေငယ်ထည့်တယ်ပြီးတော့ဂျုံမုံထည့်ပါတယ်ခင်ဗျာဒီနေရာမှာတော့ကိုကြိုက်တဲ့အရသာနဲ့နှက်လို့ရပါတယ်ပြီးတော့ရင်တော့ကျွန်တော်လက်ကလေးနဲ့လူမျိုးလေးတေချာလေးအရသာဝင်သွားအောင်လို့နေပြီးပြီးတော့မှ9မိနစ်လောက်ရတာနှက်ထားပေးလိုက်မှာဖြစ်ပါတယ်ခင်ဗျာ ပဲပြီးသွားရင်တော့ကျွန်တော်တို့စားချက်ဖို့အတွက်စီလေးအနေငယ်ထည့်ပါမယ်ခင်ဗျာစီလေးတွေပူလာပြီဆိုရင်တော့ကျွန်တော်တို့ထောင်းထားတဲ့ကျွတ်ွန်ဒီကျွတ်ွန်ဖြူကိုထည့်ပြီးတော့မှစီတက်မှာဖြစ်ပါတယ်စီတက်တဲ့အချိန်မှာလည်းအချာကြီးတက်တာမျိုးမဟုတ်ဘဲနဲ့စီပူပေးပြီးတော့မှအယောင်အတွက်ကျွန်တော်တို့အယောင်ဒီမုံလေးအနေငယ်ထည့်ပါမယ်ခင်ဗျာဒီနေရာမှာတော့အယောင်ဒီမုံမစားတဲ့လူတွေအတွက်တော့မထည့်တဲ့ကိစ္စမရှိပါဘူးကျွန်တော်တို့အနေငယ်ထည့်ပြီးတော့မှအယောင်လေးလောက်ဖို့အတွက်ငွေထားပေးလိုက်ပါမယ်ပြပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ခုနကအရသာနှက်ထားတဲ့ချက်သားတွေကိုထည့်ပါဖြစ်ပါတယ် တခါတည်းထဲလုံးတဲ့ပုံစံပဲပေါ့နော်ကြက်သားတွေထဲတယ်ပြီးတော့ရောခုနကဆက်နဲ့ကြိတ်ထားတဲ့ခန်းကျင်သီးတွေကိုလည်းတခါတည်းလိုက်ထည့်ပေးมาဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာတော့တယောက်နဲ့တယောက်ချက်နီးတွေကတော့မတူကြပါဘူးခင်ဗျာနေရာဒေသအလိုက်ကွဲပြားပါတယ်ကျွန်တော်တော့အခုလိုပုံစံမျိုးလေးလုံပြီးတော့มาချက်ပါတယ်ခင်ဗျာရတာလေးတွေကိုသူရည်နဲ့သူခန်းသွောင်းအောင်လို့ကျွန်တော်ဒီချာလေးမွေပြီးတော့มาအဖုံးလေးအုပ်ထားပေးလိုက်ပါမယ်ခင်ဗျာအဲအဖုံးလေးအုပ်ပြီးလို့มาအဲဒါခန်းကျင်သီးကထွက်တဲ့အရေးတွေကြက်သားကထွက်တဲ့အရေးတွေလည်း ခန်းကနီးခန်းစာပြူလာပြီဆိုရင်တော့အခုလိုမျိုးလေးတခြားလေးမှုထားပေးရမှာဖြစ်ပါတယ်ခင်ဗျာမှုမှုထားပေးလို့ရင်အောက်ကကတ်သွားတတ်တယ်ပေါ့နော်ဒါအခုလိုမျိုးလေးမှုထားပြီးတော့မှရေလေးအနေငယ်ထည့်ပြီးတော့ကျွန်တော်တို့နောက်တည်ခန်းအောင်ချက်မှာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာတော့ရေလေးနည်းနည်းပွက်လာပြီဆိုလို့ရှိရင်ကျွန်တော်ကငပိတခါတည်းလိုက်ထည့်မှာဖြစ်ပါတယ်ခင်ဗျာငပိကိုတော့ကိုကြိုက်တဲ့ပမာဏထည့်လို့ရပါတယ်ကျွန်တော်ကတော့အနံလေးမွေးသွားယုံလောက်ပဲ အနေငယ်ထည့်ပြီးတော့မှအဖုံလေးအုပ်ပြီးတော့ပြန်နှက်ထားမှဖြစ်ပါတယ်ခင်ဗျာဒါကတော့အခုလိုမျိုးတရေနှက်ပြီးတဲ့အနေထားပါငပိနံလေးတွေကလည်းတင်းလာပြီးအယောင်လေးတွေကလည်းလလာပြီးပေါ့နော်ချက်သားလေးတွေပူပြီးတော့မှနူးသွားအောင်အရသာလေးတွေစိတ်ဝင်သွားအောင်ကျွန်တော်ကတော့နောက်တရေထပ်နှက်မှဖြစ်ပါတယ်ခင်ဗျာအဲဒီအတွက်ကြောင့်မလို့ရေလေးအနေငယ်ထည့်ပြီးတော့မှပြန်ပြီးတော့မှနှက်ထားပေးလိုက်မှဖြစ်ပါတယ်ဒီနေရာမှာတော့ဒီတစ်ဆင့်မှာကျွန်တော်မီအေးအေးလေးနဲ့ပဲတတိချာချာလေးနှက်သွားပြီးပါပေါ့နော်အခုလိုမျိုး နောက်တရေခန်းစားပြူလာပြီဆိုရင်တော့အာကိုကြိုက်တဲ့လူအပ်တဲ့ရတာတွေကိုမြည်ပြီးတော့မှထပ်ထည့်လို့ရပါတယ်ခင်ဗျာ ကျွန်တော်ကတော့စားနေနေရဲ့ညညမုံအနေငယ်ပြန်ပြီးတော့မှလိုက်ထည့်ပါတယ်ဒီနေရာမှာကိုကြိုက်တဲ့ရတာတွေအမွေးကြိုင်နေအရွက်တွေလည်းလိုက်ပြီးတော့မှထည့်လို့ရပါတယ်ကျွန်တော်တော့မထည့်တော့ပါဘူးခင်ဗျာဒီလိုလေးပဲနှက်လိုက်မှဖြစ်ပါတယ်ရတာတွေဝင်သွားအောင်လို့3မိနစ်လောက်တည်ချာချာလေးနှက်အောင်မွေးပြီးပြီးသွားရင်တော့ မပါမဖြစ်ငြုပ်သီးလေးအနေငယ်ထဲမှာဖြစ်ပါတယ်ငြုပ်သီးထဲတဲ့နေရာမှာလည်းငြုပ်သီးအစိမ်းကိုကြိုက်တဲ့လူကလည်းအစိမ်းကိုထောင်းပြီးတော့မှထည့်လို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့အစိမ်းမရှိတဲ့အတွက်ငြုပ်သီး၆မုံလေးတွေနည်းနည်းထည့်လိုက်ပါတယ်ပြီးသွားရင်တော့တတိချာချာလေးနှံသွောင်းအောင်လို့နှစ်မိနစ်လောက်မွေပေးပြီးသွားတဲ့အချိန်မှာတော့အနံတင်းပြီးတော့မှအရန်စားလို့ကောင်းတဲ့ကျတဲ့ငပိချက်ဟင်တစ်ခွက်ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကိုဆုံးအောင်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ခုလိုမျိုးဟင်းချက်နီးလေးတွေကိုမျှဝေပေးနေတာဖြစ်တာမလို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့မှအားပေးသွားကြပါအောင်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ